ီမှာလေးရွေးချယ်လိုက်တဲ့မိကုံကတော့တင်သာဒီနေ့ညရဲ့ဝိညာဉ်တယောက် ဖြစ်ခဲ့မယ်ဆိုရင်မိမကြသေးမီကမြန်မာနိုင်ငံမှာဖြစ်ပျော်ဖြစ်ပေါ်ခဲ့တဲ့ငလျင်ကြီးကြောင့်ခံစားခဲ့ရတဲ့ပြည်သူတွေကိုတင့်အနေနဲ့ဘာတွေလှုပ်ဆောင်ပေးမလဲ။ဘာကြောင့်ပါလဲ။အားလုံးမင်္ဂလာပါရှင်။မြန်မာကတော့ contestant number 6မှတ် ိုးတက်ခင်ပဲဖြစ်ပါရဲ့ရှင်ဒီငလျင်ဘေးသင့်ပြည်သူတွေနဲ့ပတ်သက်ပြီးတော့ကျမတို့ဆိုရှယ်မီဒီယာတွေကိုယ်တိုင်တွားရောက်လူရမ်းတဲ့အခါမှာကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေအများကြီးရှိကောင်းရှိနိုင်ပါလိမ့်မယ်ညီမတို့ Miss Grand တောင်ကိုမိသားစုဝင်နေတဲ့အတူညီမတို့မန္တလေးမှာလည်းငလျင်တောင်ကိုကိုယ်တိုင်ခံစားကြုံတွေ့ခဲ့ရပါတယ်အချိန်မှဆိုရင်ညီမတို့မိသားစုရဲ့တေခွဲခွဲတာထိခိုက်တံရရရှိရတဲ့အားလုံးကိုညီမတို့မျက်မြင်ကိုယ်တွေမြင်ခဲ့ရတဲ့အတွက်ကြောင့်ညီမတို့ရန်ကုန်ပြန်ရောက်တဲ့အခါမှာပျော်ပွဲမျိုးကိုသွားပြီးတက်နိုင်တဲ့လောက်လှူဒန်းခဲ့ပါတယ် ါပေမဲ့ညီမစဉ်းစားရင်စဉ်းစားရင်လည်းတွေးမိရဲ့ချိန်ကလေညီမတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေ volunteers အားလုံးကဒီငလင်ဘေးသင့်ပြည်သူတွေအတွက်ငွေအားလူအားတွေအားလုံးအော်တက်နိုင်တဲ့လောက်ပါဝင်ခဲ့ကြရပေါ့နော်အဲ့နေဆိုလဲခဏလေးအတွင်းမှာပြန်ဆောက်ပေးနိုင်ခဲ့တယ်လိုအပ်တဲ့အော်ပစ္စည်းတွေဆေးဝါးပစ္စည်းတွေအားလုံးကိုလည်းထောက်ပံ့ပြုနိုင်ခဲ့တယ်ဒါပေမဲ့ညီမသာဒီနေ့ညဝန်သားတယောက်ဖြစ်ခဲ့မယ်ဆိုရင်ညီမအတွက်ကတော့ညီမအမြင်ပေါ့နော်ညီမကဒီငလင်ဘေးသင့် ဲ့စိတ်ကျမ်းမာရေးကိုအဓိကအလေးထားခြင်းပါဒီဖီကအထူးဆန်းကောင်းထူးဆန်းနေပါလိမ့်မယ်။ဘာလို့လဲဆိုရင်လူတော်တော်များများအော်အိမ်နေဆောက်ပေးလိုက်မှာပေါ့။သူတို့ကပစ္စည်းဥစ္စာတွေဆုံးရှုံးခဲ့ရတာလေလို့ဖြေကောင်းဖြေနိုင်ပါလိမ့်မယ်။ဒါပေမဲ့ဒီဥစ္စာပစ္စည်းတွေပစ္စည်းဥစ္စာဒါနတွေအားလုံးကကိုအသက်ရှင်နေချိန်မှာအချိန်မရွေးပြန်ရှာလို့ရပါမယ်။သူတို့မိသားစုဝင်တွေဆုံးရှုံးခဲ့ရတဲ့စိတ်ဒဏ်ရာတွေအားလုံးကတော့သူတို့ကိုယ်တိုင်အတိဆုံးမဖြစ်ပါလိမ့်မယ်။သူတို့ဘလောက်ပဲပျော်န တွေကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့်သူတို့အတွက်အိမ်မက်ဆိုးတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။အတွက်ညီမက view တွင်ခင်တယောက် public speaker တယောက်အနေနဲ့ညီမကညီမတက်နိုင်သလောက်သူတို့ကိုနှွေးထွေးမှုပေးချင်ပါတယ်။ပြီးတော့ညီမကတက်နိုင်တဲ့ healing ပိုင်းတွေပြီးတော့ mental ဆိုင်ရာတွေအတွက်လည်းညီမတက်နိုင်သလောက်ကူညီပေးချင်ပါတယ်။ပြီးတော့ညီမဒီနေရာကနေပညာရေးဝန်ကြီးဌာနကိုတခုပြောချင်ပါတယ်။ညီမတို့ဒီပေါ့နော်စနတန်းကြည်တွဲကလေးလေးတွေပေါ့နော်ဒီငလင်ဘေးတဲ့ လွာတွေဆုံးရှုံးခဲ့ရတယ်အတွက်ဆောင်ပွဲပြန်လည်ဖြည့်ဆို့ခွင့်အာပြန်ပြီးတော့ဖြစ်ခဲ့တယ်ပေါ့နော်အဲ့ချိန်မှာညီမပြောချင်တာကဒီငလင်းထဲမှာညီမတို့ចောင်းသူចောင်းသားအသက်ဆုံးရှုံးခဲ့ရတာတွေရှိမယ်အမိသားစုအနေဆုံးရှုံးခဲ့ရတာတွေရှိတဲ့အချိန်မှာကလေးတွေကဒီစိတ်တန်ရာတွေအပြင်ចောင်းစာဆိုတဲ့ PR တခုထပ်ပြီးတော့တိုးလာနေပေါ့နော်အဲ့တော့ညီမအနေနဲ့ကထဲသွင်းစဉ်းစားပေးနေကြပါတယ်ညီမ public speaker တယောက်အနေနဲ့ပြောချင်တာက ပြန်ဖြေတာမျိုးမဟုတ်ဘဲနဲ့သူတို့ဝါသနာပါတဲ့သူတို့ရည်မှန်းထားတဲ့တက္ကသိုလ်တွေကိုဝင်ခွင့်နဲ့ဖြေမယ်ဆိုရင်ရောဘလို့လဲပေါ့နော်။ဒါညီမဘယူတွင်ကင်းတယောက် public speaker တယောက်အနေနဲ့ညီမကနှုတ်ဆော်လိုက်တဲ့သဘောပဲဖြစ်ပါရဲ့ရှင်။အားလုံးကကျေးဇူးတင်ပါရဲ့ရှင်။